မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွစူးစမ်းလေ့လာကြမယ့်အကြောင်းအရာကတော့ The Wise Believers မှာပြုစုထားတဲ့အချက်လက်များကိုအခြေခံပြီးဓမ္မသစ်ကျမ်းတွေက Colossae Overasa အခန်းကြီး1ပါဟုတ်ကဲ့မင်္ဂလာပါအရင်တစ်ခေါက်အခန်းကြီး1မှာခရစ်တော်ရဲ့အတိုင်းအဆက်မဲ့ကြီးမြတ်မှုအကြောင်းပြောခဲ့ကြပြီးပြီအဲဒီနေ့အခန်းကြီး1မှာတော့အဲ့ဒီကြီးမြတ်မှုကယုံကြည်သူတယောက်ရဲ့လက်တွေ့အတက်တာနဲ့ဘယ်လိုတိုက်ရိုက်ဆက်ဆက်နေသလဲဆိုတာကိုကြည့်ကြမှာပါဟုတ်ပါရဲ့အထူးသဖြင့် အဲ့ဒီခေတ်ကကော်လိုသဲမြို့မှာရင်ဆိုင်ခဲ့ရတဲ့လှက်ဖျားမှုတွေအတွေးခေါ်အမားတွေကိုဘလို့ကြိုက်တဲ့ဖြည့်ရှင်းဖို့လက်ညွန်ထားတယ်လဲဆိုတာကိုအဓိကထားဆွေးနွေးတော့မှာပါဟုတ်ကဲ့ကော်လိုဆဲအခန်းကြီးနဲ့ကအခန်းကြီး၁ရဲ့အုတ်မြစ်ပေါ်မှာတိဆောက်ထားတာပါပဲခရစ်တော်ဟာအရာအလုံးရဲ့အရှင်အမျက်မဆုံးဖြစ်တယ်ဆိုတာကိုလက်ခံလိုက်ပြီးဆိုရယ်လေဟွန်းယုံကြည်သူတွေအတွက်နောက်ထပ်လော်ဂီအတွေးအခေါ်တွေလူတွေဖန်တီးထားတဲ့ဓလေ့ထုံတန်းနေဒါမှမဟုတ် ဟိုရှုတ်ခွက်တယ်ဆိုတော့အသိပညာတွေကိုမိခေါ်အားထားစရာလုံးဝမလိုတော့ဘူးဆိုတဲ့အချက်ကိုအလေးနဲ့တင်ပြထားတာပါ။အော်ပြောရရင်တော့လေဒီအခန်းကကောလောသင်းအတင်းတော်ကိုအဲ့ဒီအချိန်ကပြန့်နေနေတဲ့အန်ဒီရဲ့ရှိတဲ့တွန့်တင်ချက်အတူယုံဒီနဲ့ကောက်ွယ်ဖို့ပေးတဲ့အရေးပေါ်သတိပေးချက်တစ်ခုလိုပါပဲ။စိတ်ဝင်စားကြပဲ။ပထမဆုံးအခန်းငယ်ဒီမှာရှင်ပေါလုကသူ့ကိုယ်တိုင်မရောက်ဖူးတဲ့ကောလောသင်းနဲ့လော်ရီကီမျိုးကယုံကြည်သူတွေအတဘလောက်တောင်ကြိုးပမ်းအားထုတ်နေရတယ်ဆိုတာကိုပြောထားတယ်နော်။ ဟုတ်ပါတယ်။ तू ကသူတို့ကိုမမြင်ဘူးပဲနဲ့ဒီလောက်ထိစိတ်ဖူပတ်ပြီးစ조사နေရတဲ့သူ့ရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်မလဲ။အဲလူချင်းမတွေ့ဘူးပဲဒီလောက်ထိစိတ်အားထက်သန်နေတာကနည်းနည်းတော့ထူချားသလိုပဲ။ဒါကရှင်ပေါ်လူရဲ့သူထင်စိတ်သက်ကိုပြနေတာပါပဲ။ तू ဒီလောက်ထိကြိုးပမ်းရခြင်းရဲ့ရည်ရွယ်ချက်ကအငယ်မတုံးမှရှင်းရှင်းလေးဖော်ပြထားတယ်။သူတို့ရဲ့စိတ်နှလုံးတွေနှစ်သိမ့်ချင်းခံရဖို့ချစ်ချင်းမေတ္တာနိုင်စီလုံးဖို့။ဟွန်းဟွန်း။ပြီးတော့အရေးကြီးဆုံးက ဖျားသခင်ဤနန်းနေသောအရာတည်းဟူသောခရစ်တော်ကိုတည်ကျွမ်းခြင်းနဲ့ဆက်ဆိုင်တဲ့နားလည်မှုကြွေးဝါးခြင်းတို့စိတ်စိတ်ရောက်ဖို့ပါပဲ။အိုးဆူလိုတာကသူတို့ရဲ့ယုံကြည်ခြင်းခိုင်မာပြီးအသိပညာမှာပြည့်ဝစေခြင်းတာပေါ့။ဟုတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အငယ်၃မှာတစ်ဆက်တည်ပြောထားတယ်။ခရစ်တော်ထဲမှာပဲဉာဏ်ပညာနဲ့သိပညာပန်းတာရှိသမျှလို့ဒီဝေထားလျက်ရှိကြ၏ဆိုပြီးတော့လေ။အင်း ဒီစကလုံးကတတော်အားကြီးပါတယ်တခြားဘယ်နေရာမှမရှာလို့မရတဲ့အသိပညာဉာဏ်ပညာအစစ်မှန်ရဲ့ဘဟုတ်ချက်ကခရစ်တော်ပဲလို့ပြောလိုက်တာပဲဟွန်းဉာဏ်ပညာနဲ့သိပညာပန္တာရှိသမျှဝစ်ထားတဲ့ဆိုတော့ဒါကတော်တော်လေးအတိပယ်လေးနဲ့တဲ့အချက်ပဲဒါဆိုရင်ခရစ်တော်ကိုလက်ခံပြီးသားယုံကြည်သူတွေအတွက်သူ့ရဲ့နောက်ဆက်တွဲတိုက်တွန်းချက်ကပါလေဟွန်း နယ်ချောင်းနဲ့ခုံမှာခရစ်ဆောင်နဲ့အတူအသက်ရှင်ဖို့ပြောထားပုံကစိတ်ဝင်စားဖို့ကောင်းတယ်။အမစ်ဆွဲလျက်တီဆောင်းလျက်ဆိုတဲ့စကားလုံးတွေတုံးထားတယ်နော်။ဟုတ်ကဲ့။ဒါနဲ့ဆက်ဆက်ပြီးခရစ်တော်ရဲ့အလုံးစုံပြည့်စုံခြင်းဆိုတာကိုအငယ်ဆယ်မှာထပ်ပြောပြန်ရော။အငယ်ကိုကအဲ့ဒီပြည့်စုံခြင်းရဲ့အခြေခံအကြောင်းရင်းကိုဘလို့ရှင်းပြထားပါသလဲ။ဟုတ်ပြီဟုတ်ပြီ။အငယ်ကိုကဒီအခန်းရဲ့အမ်ဝဟုချမအယူအဆတခုလို့ပြောလို့ရတယ်။ အကြောင်းမူကားထိုစခင်၌ဖျားသခင်ရဲ့ပြည်စုံတော်မူခြင်းတန်ခိုးအလုံးစုံသည်ကိုခန္ဓာအာထံတည်ရှိ၏တဲ့ဟုတ်ကဲ့ဒါကတုံလုံးဆက်အကျညာချက်တဲ့နော်ဖျားရဲ့တပါဝဖျားရဲ့ဂုံရတော်အလုံးစုံကလူစားတခံယူတဲ့ယေရှုခရစ်တော်ထဲမှာပြပြောဝရှိနေတယ်လို့ဆိုလိုတာอืมอืมဒါကြောင့်အငယ်ဆယ်မှာထိုသခင်၌တင်းတို့သည်ပြည်စုံလဲရှိကြ၏လို့အခိုင်အမာ ပြောနိုင်တာပါယုံကြည်သူတွေဟာခရစ်တော်နဲ့ပေါင်းဆက်ခြင်းအဖြစ်ဘာမှထပ်မလို့အပ်တော့တဲ့ပြည်စုံခြင်းကိုပိုင်ဆိုင်ပြီးသားဖြစ်တော်ပြီဆိုတဲ့တပောပဲ ဒီပြေဆုံးခြင်းက theory တက်တက်မဟုတ်ဘူးပေါ့မဟုတ်ပါဘူးလက်တွေ့ကြတဲ့အကျိုးကျေးဇူးတွေအများကြီးပါဝင်လေဥပမာအငယ်စသစ်မှာပြောတဲ့ let fit မလုပ်တော့အရေးဖြားလီချင်းဆိုတာလေဟုတ်ကဲ့ဒါကဓမ္မဟောင်းကစီမင်းကိုရည်ညွှန်းတာမဟုတ်ပဲခရစ်တော်အားဖြင့်ဖြစ်တဲ့ဝိညာဉ်ရေးရပြောင်းလဲမှုအပြည့်ရဲ့တဘာဝကိုဖယ်ရှားခြင်းကိုဆိုလိုတယ်။အော်။နောက်ပြီးအငယ်စနစ်မှာနှစ်ချင်းအားဖြင့်ခရစ်တော်နဲ့အတူတည်ခြင်း၊တင်ကြွခြင်း၊ထမြောင်းခြင်းမှာပါဝင်ဆက်ဆံတာကိုဖော်ပြတယ်။အင်း။အငယ်ဆက်ဖို့မှာဆိုရင် အပြစ်ကြောင့်ဝိညာဉ်ရေးရာတည်နေရာကနေခရစ်တော်နဲ့အတူအသက်ပြန်ရှင်စေခြင်းအပြစ်အလုံးခွင့်လွှတ်ခြင်းခံရတာကိုပြောတယ်သူရဲ့ချက်တွေကတကယ်ကိုအားရှိစရာပဲနော်အထူးသဖြင့်အပြစ်ခွင့်လွှတ်ခြင်းနဲ့အတတိယခြင်းပေါ့ဒါပေမဲ့အငယ်ဆဗေးစင်္ကမှာပြောထားတဲ့အကျွေးစကြောက်ကိုဖျက်တင်းတာတော့အာနာစက်တွေကိုလက်နဲ့မြစ်စေတာတော့ကပူပြီးနတ်နေတယ်လို့ပဲဟုတ်ပါတယ်ဒီအချက်ကယုံကြည်သူရဲ့လွတ်မြောက်မှုကိုဘလို့အာမခံချက်ပေးနေတာလဲဒါလေးနည်းနည်းပိုချင်းပြပေးလို့ရမလား ရပါတယ်။အငယ်၁၄၂၅ကတကယ့်ကိုအောင်ပွဲခံတဲ့ကြီးညာချက်တွေပါ။အငယ်၁၄မှာဝါရုံကိုစန့်ကျင်ဘတ်ဖြစ်ယူအပြစ်တင်တော့ဝီနေအထုံးပွဲမတ်တာချက်ချမ်းစာချက်လွပြောထားတယ်။ဟုတ်ဟုတ်ကဲ့။တည့်ချက်နှစ်ချက်ပေါင်းလိုက်ရင်ယုံကြည်သူဟာအပြစ်ရဲ့အပြစ်တင်ကနေရောစီမင်းဥပဒေရဲ့ချီနှောင်မှုကနေရောမောင်မိုက်ရဲ့အာနာဆက်တွင်ကနေပါ လုံးဝလွတ်မြောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲဒါကြောင့်ခရစ်တော်၌ပြည့်စုံခြင်းဆိုတာ ဒီလွတ်မြောက်ခြင်းအပြည့်အဝကိုပိုင်ဆိုင်ခြင်းပဲမှန်ပါတယ်အဲ့ဒါပါပဲအဲ့ဒီလောက်ပြည့်စုံပြီးလွတ်မြောက်နေပြီဆိုရင်ဘာလို့ရှင်ပေါလုကအခန်းကြီးနှစ်ရဲ့ဒုတိယပိုင်းမှာတတိပြည့်ချက်တွေများကြီးထပ်ပေးနေရသေးတာလဲအငယ်16ကနေစပြီးစာရတောက်တာဘွေတော်ရက်လဆန်းရက်ဥပနေရနဲ့ပတ်သက်ပြီးတခြားသူတွေရဲ့စီရင်ဆုံးပြမှုကိုလက်မခံဖို့ဘာကြောင့်ပြင်းပြင်းထန်ထန်ပြောရတာလဲသူတို့ကလွတ်မြောက်ပြီးသားမဟုတ်ဘူးလား ဒါကတကယ့်အရေးကြီးရဲ့မိကုံးပဲဟုတ်တယ်ယုံကြည်သူတွေလွတ်မြောက်ပြီးသားမှပါတယ်ဒါပေမဲ့အဲ့ဒီလွတ်မြောက်မှုကိုမေ့တော့အောင်ဒါမှမဟုတ်တံပိုးမထတော့အောင်လှည့်ဖြားသွေးဆောင်မှုတွေကအမြဲရှိနေလို့ပဲဩရှင်ဘလို့ပြောတာကဒီစားတော့ခြင်းပွဲတို့ရဲ့စောက်ထင်းခြင်းဆိုတဲ့တမဟောင်းပြညာနဲ့ဆိုင်တဲ့အရာတွေအားလုံးဟာဖြစ်လက်တန်သောအရာတို့၏အရေးအငယ်ဆက်ခွန်မြတ်ဒါဖြစ်တဲ့အရေးတက်တဲ့ပေါ့ဟုတ်တယ်အစစ်အမှန်ကာယကလို့ခရစ်တော်ပဲ ဆိုတော့အရေးကိုအတင်းပြန်ဆွဲခိုင်းထားဖို့မလိုတော့ဘူးအစ်စ်မန်ရောက်လာပြီလေဟုတ်ကဲ့ဒါပေမဲ့ကောလောတက်မှာတရေရိတ်တွေကိုအတင်းပြန်လိုက်နာခိုင်းတဲ့မှားယွင်းတဲ့တွင်တင်မှုတွေရှိနေခဲ့တယ်။ဟွန်းဟွန်း။ဒါ့အပြင်တခြားလဲဖျားမှုတွေကိုလည်းအငယ်ဆက်ရှိမှာတိတိကျကျသတိပေးထားတယ်။မိမိအလိုအလျော့စိတ်နှိမ်ချခြင်း၊ကောင်းကင်တမန်တို့ကိုကိုးကွယ်ခြင်းနဲ့မိမိမြင်ဘူးသောအရာကိုအမိပြု၍မိမိဇာတိပကတိစိတ်အားဖြင့်အချီးနှီးမမနာထောင်လွှားခြင်းတွေကိုလက်မခံဖို့ပြောလေ။ဟုတ်ပါပြီ။ ဒီတွင်တင်မှုတွေရဲ့အဓိကပြဿနာကအငယ်16မှာပြောထားတာလို့သူတို့ကဦးခေါင်းတော်တီးဟူသောခရစ်တော်ကိုကင်ဆယ်မထားကြဘူး။အဲအရအဓိကချက်ပဲပေါ့။ဟုတ်ကဲ့။ဦးခေါင်းနဲ့အဆက်ပြတ်နေတော့ကြံတဲ့ကိုခန္ဓာကဘလို့ကျမ်းမာစွာကြီးထွားနိုင်တော်မလဲ။ဒီကောင်းမြင့်တမန်ကိုယ်ွယ်လာတို့အတုရောင်နှိမ်ချတာတို့ပြီးတော့အနေနဲ့စက23မှာထပ်ပြောတဲ့မကိုင်းနဲ့မမီးနဲ့မထီးနဲ့ဆိုတဲ့လူပြက်တဲ့လော်ကီအခြေခံတရားတွေကိုဘာကြောင့်ဒီလောက်အန်တရကြီးတယ်လို့ တတ်မှတ်ရတာလေ။အဲဒီစီမင်းတွေကအပေါ်ယံချင်းရဲ့ဘာသာရေးအရတော်တော်တင်းချက်ပြီးကောင်းလို့လို့ထင်ရနိုင်တာပဲမဟုတ်လား။ဟုတ်တယ်ဟုတ်တယ်အဲ့လာကပဲလှည့်ဖျားမှုရဲ့အန္တရာယ်ပါ။အငယ်23မှာရှင်ပေါလုကဒီအချက်ကိုထောက်ပြထားတယ်။ထို့တို့ကျင့်တော်အကျင့်တို့သည်ပညာတရားနဲ့တူသောအသွင်ရှိတော်လဲမိမိကျင့်စီသောကိုးကိုယ်ရင်းမိမိကိုနှိမ့်ချရင်းမိမိကိုညှင်းဆဲရင်းအကျင့်ဖြစ်၏ဇာတိပကတိရဲ့တတ်မှတ်ခြင်းကိုချုပ်တဲခြင်းကအနှဲငယ်များအကျိုးမရှိတဲ့ အနှင်းငယ်မှအကျိုးမရှိဘူးဆိုတာကိုဟုတ်တယ်ဒါကအချက်ပဲအပေါ်ယာမှာဘလောက်ပဲဝိညာဉ်ရေးရဆန်နေပါစေဘလောက်ပဲစီကန်းကြီးနေပါစေဒီလူပြတ်တွေလူအသွေးခေါ်တွေကလူဇာတိရဲ့တမတ်မှုတွေကိုတကယ်မထိန်ချုပ်နိုင်ဘူးอืมอืมခဏတာထိန်နိုင်နေအောင်ရှိချင်ရှိမယ်ဒါပေမဲ့အရင်ခံကိုမပြောင်းလဲနိုင်ဘူးအဲ့ဒီအစားဒီလိုလှုပ်ဆောင်ချက်တွေကလူကိုမမမထောင်လွှားစေနိုင်တယ်ငါဒီလောက်စီကန်းလိုက်နိုင်နိုင်တယ်ဆိုတော့ကိုကိုကိုအထင်ကြီးစိတ်ဝင်လာစေနိုင်တယ်မှန်ပါတယ် တကယ်ပြဿနာကအဲ့ဒီသွန်ထင်ခတ်တွေအလုံးဟာခရစ်တော်ရဲ့ပြည့်စုံလုံလောက်မှုကိုရည်လူရှုပြီးလူကြိုးစားမှုလူစည်းကမ်းလောဘအတိပညာဒါမှမဟုတ်ဝိညာဉ်ရေးရာကြားခံဖြစ်ခေါင်းကင်တမန်တွေကိုအစားထိုးဖို့ကြိုးစားနေတာပဲဒါကြောင့် NDA ကြီးရလို့ဆိုလိုတာပါ ခရစ်တော်စီကနီအာယုံရဲတော်စီနိုပဲကဲဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တဲ့ကောလောတဲ့အခန်းကြီးနစ်နဲ့ပတ်သက်ပြီး device believers မှာပြုစုထားတဲ့အချက်လက်ညာကနေကျွန်တော်တို့ဆွဲထုတ်နိုင်တဲ့အဓိကအချက်တွေတကယ်ဟနစ်ချုပ်တွေကိုပြန်ပြီးစုစည်းကြည့်ကြရအောင်မှတ်ထားတဲ့တဲ့အဓိကတော့ချက်တွေကဘာတွေဖြစ်မလဲခင်ဗျာဟုတ်ကဲ့အဓိကအချက်တွေကိုပူပြီးထင်ရှားအောင်ပြန်ပြောရရင်တော့လေပရမအချက် ခရစ်တော်တပါးတည်းတာလျင်အကျွေးမှတ်ပြည့်စုံလုံလမှုရဲ့အယံမြစ်ဖြစ်တယ်ဆိုပါပဲ။ဖခင်တခင်ရဲ့ပြည့်စုံခြင်းအလုံးစုံကခရစ်တော်ထဲမှာရှိတယ်။ဒါကြောင့်ခရစ်တော်ကိုယုံကြည်သူဟာဝဉ္ကျင်ရရပါမတ်ထက်ပေါင်းထက်စရာမလိုတော့တဲ့ပြည့်စုံခြင်းကိုရရှိပြီသားဖြစ်တယ်။ဒီချက်ကတော်တော်လေးတော်လန်နေအတွေးခေါ်မယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့တကယ်ရည်ကြည့်တယ်။ဒုတိယအချက်လက်ဖျားတက်တက်အတွေးခေါ်ရင်းနဲ့လူထုံတန်းဒီကိုပြက်ပြက်တာတာငင်းပယ်ခို့လို့တယ်။ အဲဒီခေတ်ကလောကီအတွေးခေါ်လေး philosophy လူတွေမျိုးရိုးဆင်းဆက်ထိန်းသိမ်းလိုက်အထုံးတန်းတွေ traditions ပြီးတော့ဘာသာရေးစီမင်းစည်းကမ်းတွေအထူးသဖြင့် crystal ကိုဥကောင်းအဖြစ်အတိမမပြုကင်ဆွဲမထားတဲ့ဘဲတွန်တန်ချက်မဆိုဟာယုံကြည်သူကို landmark စီဖန်ဆီးခေါ်ဆောင်တော့နိုင်တဲ့အန်ဒရရဲ့ရှိရယ်တတိယအချက်တွေပေါ့တတိယအချက် ခရစ်တော်၌စစ်မှန်သောဝိညာဉ်ရေးရလွတ်လပ်မှုကိုတန်ဖိုးထားဖို့လိုတယ်။ခရစ်တော်ကလဝကတိုင်မှာအဖြစ်ကြွေးကိုခြေချက်ဤမောင်မက်ရဲ့တခိုးအာဏာတွေကိုအောင်မြင်ခဲ့ပြီ။ဒါကြောင့်ယုံကြည်သူတွေဟာအပြင်ပန်းပါသာရေးလုံဆောင်ချက်တွေစားခြင်းတောက်ခြင်းပွဲတော်ရက်ဆိုတဲ့အရေးတွေရဲ့ခြင်အောင်မှုအောက်မှာပြန်နေကြမလို့တော့ဘူး။အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတခြားသူတွေရဲ့စီရင်ဆုံးဖြတ်မှုကိုခံယူကြမလို့ဘူး။ဟုတ်ကဲ့လွတ်လပ်မှုကိုတန်ဖိုးထားဖို့လိုတာပေါ့။စတုထအချက် ယုံကြည်သူရဲ့အတ္တသာတိဟာခရစ်တော်နဲ့အတူတည်ခြင်းဖြောင့်မြောက်ခြင်းဆိုတဲ့ခိုင်မာတဲ့အုတ်မြစ်ပေါ်မှာတည်ဆောက်ထားတယ်ဆိုတာကိုအမြဲတတိယဖို့လို့ရတယ်။ကျွန်ုပ်တို့ဟာခရစ်တော်နဲ့အတူဝิญညာရေးရအရာတည်ဆုံးခဲ့ပြီးကိုရောနဲ့အတူအတ္တတာတည်မှာအသက်ရှင်နေပြီးဒီအမန်တရားကပြင်ပစီးမြင်တဲ့ထက် အများကြီးပိုအစွမ်းထက်ပါတယ်။ဒီအခြေတွေကလက်တွေ့ဘဝနဲ့ဘလို့ဆက်ဆက်မလဲ။ the wise believers ye thong ta che the ma yesu christo plus ta song ta khu so le atwe o kho ha kolo the ma shi khe de lu di ne khit ma le shi ni se be da go nyin be ya me le so tha de di jesus plus something so le thong chok ga di ne khit ma blo pong san myu ri ne paw la nai ma le အဲ့ဒါတကယ်လက်တွေ့ကျတဲ့အတုံးချမှုပဲ Jesus plus something ဆိုတာကအမြဲတမ်းပုံမနေတတ်တဲ့တွဲဆောင်မှုပဲလीဟုတ်တယ်နော်ကောလိုသဲမှာတော့ယေရှု plus ပညာတရားဆောင်ထင်းခြင်းယေရှု plus လူဝအသိပညာယေရှု plus ကောင်းကင်တမန်အကူညီယေရှု plus ကိုယ့်ကိုညင်စေခြင်းသောသဖြင့်ပုံစံမျိုးစုံနဲ့ပေါ့ခဲ့တယ်ဟမ်ဟမ်ဒီနေ့ခင်မလာအလားတူပဲယေရှု plus ဘလို့ whip you ကိုယ်ွယ်မှုပုံစံမျိုးမှမှန်ကန်တယ်ယေရှု plus ဘလို့အတွေ့အကြုံမျိုးရမှာပြည့်စုံမယ်ယေရှု plus ဘလို့အသိန်းတော် ဘလို့ခေါင်းဆောင်ရဲ့တွင်တင်းချက်ကိုလိုက်နာမှကဲတင်ချင်းပို့ခိုင်းပါမယ်။ယေရှု plus ကိုယ့်ရဲ့ကောင်းမှုကုသိုလ်စသဖြင့်ပုံစံတွေကမတိမတာဝင်လာနိုင်နဲ့။ထုံ။ဒါဒီကလည်း Jesus plus something ပဲပေါ့။ဟုတ်ပါတယ်။အထူးကအန်ဒီရဲ့ကတော့ခရစ်တော်တပါးတဲ့ပြည့်စုံလုံလောက်မှုကိုမေခွန်းထုတ်လိုက်တယ်လို့ဖြစ်သွားတာပဲ။လက်တွေ့ကြက်ကြခံယူရမှာကတော့ခရစ်တော်ဟာကယ်တင်ခြင်းရအတွက်ရောဝိညာဉ်ရေးရာကြီးထွားခြင်းအတွက်ပါလုံလောက်ပါတဲ့ကိုတော်အမှုလို့ကိုဘာမှထပ်ပန်းစရာမလိုဘူး တခြားပါအပူဆောင်းမှကျွန်တော်တို့ကိုဖျားတခင်ရှိမှပို့ပြီးလက်ခံနိုင်ဝေးရာဖြစ်စီမှာမဟုတ်ဘူးဒီ Jesus plus something ဆိုတာကိုတရိသာဘူးလို့တလို့တုံးသက်ချက်မှာဘာသာရေးလှုပ်ဆောင်ချက်ကိုးကွယ်မှု religious activism worship ကိုလည်းတရိပြူပြောထားပြန်တယ်ဆိုလိုတာကလှုပ်ဆောင်ချက်တွေစီးမြင်လေကိုအလွန်ကျွန်အာယုံစိုက်မိသွားခြင်းနဲ့ Andre ကဘာဖြစ်နိုင်မလဲလှုပ်ဆောင်ချက်တွေကအရေးမကြီးဘူးလို့ဆိုလိုတာလားအာ လောက်ဆောင်ချက်တွေလုံးဝအရေးမကြီးဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ယုံကြည်ခြင်းကအသက်ဝင်ရင်အကျင့်ဆိုတာပေါ်လာမှာပဲလေ။ယာကုပ်ဩဝါဒစာမှာပြောထားတယ်လို့ပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါပေမဲ့ကောလောသဲနိမသတိပေးနေတာကလူတွေဖန်တီးထားတဲ့စီမင်းတွေပင်ပလောက်ဆောင်ချက်တွေကိုအဓိကထားပြီးအဲ့ဒါတွေကကိုယ့်ကိုယ်ဝိညာဉ်ရေးရာရာပုံမြင့်မြင့်စေ ဒါမှမဟုတ်ဇာတိပကတိကိုထိန်ချုပ်နိုင်တယ်လို့မှတ်ယူခြင်းရဲ့အန္တရာယ်ပါ။အင်းအင်းအငယ်23မှာရှင်းရှင်းလေးပြောထားသလိုအဲ့ဒါတွေကဇာတိပကတိတတ်မှတ်ခြင်းကိုချုပ်တေးခြင်းကအနည်းငယ်မြအကျိုးမရှိဘူး။ဟုတ်ပါပြီ။အန္တရာယ်ကအဲ့ဒီလှုပ်ဆောင်ချက်တွေစီးမြင့်တွေကိုလိုက်နာနိုင်ခြင်းအပေါ်မှာကိုယ့်ရဲ့ဝိညာဉ်ရဲ့တိုင်မှုကိုအခြေခံမိသွားတာဒါမှမဟုတ်တခြားသူတွေကိုအဲ့ဒါနဲ့တိုင်းတာစီရင်ဆုံးချက်မိသွားတာပဲဟုတ်ကဲ့ကိုကိုကိုဖြောင်မတ်တယ်ထင်သွားစေနိုင်တာဗောဟုတ်ပါတယ်ဒါက ခရစ်တိုရဲ့ဂျေဇုတော်နဲ့လွတ်လပ်မှုစီကနေအာယုံလွဲသွားစေတယ်။တကယ်ဝိညာဉ်ရင်းကယဉ်ကျက်မှုကပြန်ပစည်းမျဉ်းတွေကိုဘလောက်လိုက်နာလိုက်လဲဆိုတာထက်ခရစ်တိုကိုဗဟိုပုပ်ပြီးအတွင်းစိတ်ပြောင်းလဲခြင်းစိတ်တဘောတာပြောင်းလဲခြင်းကနေထပ်ပေါ်လာတဲ့အသက်တာချစ်တဲ့။ဒါကိုအခန်းကြီး3မှာဆက်ချင်းပြောင်းပါပါ။ဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းပါလေ။ဒါဆိုရင်နောက်ဆုံးအချက်အနေနဲ့ခရစ်တိုဒီဟူတော့ ဥခေါင်းတော်နဲ့အဆက်မပြတ်ဆက်သွယ်နေဖို့ကြိုက်ဆွဲထားဖို့ဘာကြောင့်ဒီလောက်အရေးကြီးရတာလဲဥခေါင်းနဲ့ပြတ်သွားရင်ဘာဖြစ်နိုင်လို့လဲဒီသုံးသချက်မှာထောက်ပြထားတယ်လို့ပဲအငယ်စကူရမာယွင်းနဲ့တွန်တင်ချစ်တင်နောက်လိုက်သူတွေရဲ့အရေးအဓိကပြဿနာကဥခေါင်းတော်ကိုကြိုက်ဆွဲမထားတာပဲဟုတ်ကဲ့ဥခေါင်းကကိုယ်ခန္ဓာတစ်လုံးကိုညွတ်ချထိန်ချုပ်အသက်သွင်းအာဟာရပေးတဲ့အစိတ်ပိုင်းလေဥခေါင်းနဲ့အဆက်ပြတ်သွားရင်ကိုယ်ခန္ဓာကအသက်ရှိတော့မကြည့်ထွားနိုင်တော့ဘူး ဝိညာဉ်ရေးရအရာလေဒီတိုင်းပဲခရစ်တော်ကအသင်းတော်ရဲ့ဦးဟောင်းယုံကြည်သူတဦးချင်းစီရဲ့ဦးဟောင်းဖြစ်တယ်။ကိုရိုနာဆက်တော်မှုပြတ်တောက်သွားရင်ကိုရော့စကားနှုတ်ကပတ်တော်ကိုအခြေမခံတော့ရင်ကိုရော့အခွင့်အနာကိုလက်မခံတော့ရင်လူဟာကိုယ့်ရဲ့ဇာတိပကတိစိတ်ကူးတွေအတွေးခေါ်နေတယ်ပဲလေဖောင်းမိမာမာနာထောင်လွှားနေတော့မှာပဲ။အော်ဒါကြောင့်မာမာနာထောင်လွှားတယ်လို့ပြောတာကိုဟုတ်ပါတယ်လက်တွေ့ကျကျဆိုလိုတာက ဘလို့တွန်တင်ချက်ပဲကြားရကြရဘလောက်ပဲကောင်းတယ်လို့လို့ဆွဲဆောင်မှုရှိတယ်လို့လို့ဖြစ်နေပါစေခစ်တော်ကိုဘဟုပြုရလားခစ်တော်ရဲ့ပြည့်စုံလုံလောက်မှုကိုအတိမပြုရလားနှုတ်ကပတ်တော်နဲ့ကိုက်ညီရလားဆိုတော့ကို အမြဲတမ်းစစ်ဆေးကိုလို့တယ်ဥခေါင်းကိုခိုင်ခိုင်မမကင်ဆွဲထားမှသာအတင်းတော်ရောတူးချင်းစီပါကြမ်းကြမ်းမမနဲ့ဖျားသခင်အလိုတော်အသိကြီးထွားနိုင်မှာဖြစ်ပါလေဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်ကိုလိုသဲအခန်းကြီးနဲ့က တကယ်တော့ယုံကြည်သူတွေအတွက်ခွန်အားပေးတဲ့တဲ့င်းစကားရောအလေးနဲ့ထားရမယ်တတိပေးချက်ပါနှမျိုးစလုံးကိုပေးနေတာပဲနော်ဟုတ်ပါတယ်ဟုတ်ပါတယ်တဖက်မှာခရစ်တော်၌ကျွန်တော်တို့ရဲ့အနေထားကဘလောက်ခိုင်မာလုံခြုံပြီးပြည့်စုံနေပြီလဲဆိုတာကိုအားပေးတယ်နော်တဖက်မှာတော့အဲ့ဒီပြည့်စုံခြင်းကနေတွေ့ဖြစ်သွားစေနိုင်တဲ့ပြင်ပလက်ဖျားမှုတွေကိုဘလို့တတိထားရှောင်ရှားရမလဲဆိုတာကိုတတိပေးနေတယ်အတိအကျပါပဲဒီအခန်းရဲ့ဝေဟိုချက် message က ရှင်းလင်းပြတ်သားပါတယ်။လောကမှာဘလို့အတွေးခေါ်ရီဘလို့ဘာသာရေးတလစ်ထုံတန်းနေဘလို့လျော့ဝဲအသိပညာတွေပဲပေါ်လာပေါ်လာ ခရစ်တော်ယေရှုတပါးသင်းသာလင် အရာအားလုံးထက်အမြတ်မြတ်ဆုံးဖြစ်ပြီး ကိုရောနိုင်တာပြည့်စုံလုံလောက်မှုအလုံးစုံရှိတယ်ဆိုလာပါပဲ။ဟုတ်ကဲ့ယုံကြည်မှုတယောက်အတွက်လိုအပ်သမျှအားလုံးဟာခရစ်တော်တပါးသင်းမှာပဲစုစည်းတည်ရှိနေပြီသားဖြစ်ပါတယ်။ကောင်းပါပြီ။ဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်မှာစဉ်းစားစရာအတွေးလေးတခုနဲ့နေကုန်းချုပ်ချင်ပါတယ်။ ကျွန်တော်တို့ဟာခရစ်တော် night အလုံးစုံပြည့်စုံပြီသားဆိုတဲ့အမှန်တရားကို လက်ခံထားတယ်ဆိုပါစို့ဟုတ်ကဲ့ဒီအမှန်တရားကိုကျွန်တော်တို့ရဲ့စိတ်ထဲမှာနှလုံးသားထဲမှာတကယ်အမြင့်တွေ့စေမယ်ဆိုရင်ဒါကနေ့စဉ်ဘဝမှာ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့မလုံလောက်ဘူးလို့ခံစားရတဲ့ခံစားချက်တည်းဒါမှမဟုတ်ကိုကိုကိုတက်တည်ပြဖို့စူးစမ်းနေရတဲ့ဖီးယားတွေကိုဘလို့ပြောင်းလဲသွားစေနိုင်မလဲอืมစဉ်းစားစရာပဲ ငါဒါလေးထက်လို့မှငါမှဟွာလေးလိုနေပြီတဲ့ဆိုတော့အမြဲတမ်းတစ်ခုခုကို လိုက်ရှာနေရတဲ့စိတ်ခံစားမှုကနေဘလို့လွတ်မြောက်နိုင်မလဲခရစ်တိုရဲ့ပြည့်စုံခြင်းကိုတကယ်တရှိနားလဲခြင်းကကျွန်းတို့ရဲ့လက်တွေ့အတ္တကိုဘလို့ပုံသွင်းပြောင်းလဲပေးနိုင်မလဲဆိုတာကိုဆက်လက်ဆင်ခြင်ကြည့်ဖို့အားပေးခြင်းပါတယ်